ရုရှားကလုံးဝကိုကျဆုံးနေပါပြီယူကရိန်းကရုရှားတနိုင်ငံလုံးဒီပါအနှံ့ကိုတိုက်ခိုက်နေပါတယ်ဂျွန်လာတရက်နေ့မှာဆိုရင်ရုရှားနိုင်ငံဟာနျူကလ িয়ার တယ်ဆောင်တိုက်ခိုက်နိုင်တဲ့ Jet Fighter လေယာဉ်တွေအလုံးဒီပါကိုတိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့လေယာဉ်တွေပျက်စီးကုန်တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကရုရှားအတွက်တော့တကယ်ငရဲပါပဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးရုံသာမကအရှက်ရတရားတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကအစ္စတန်ဘူမြို့မှာဒုတိယကြိမ်မြောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင်ဖြစ်ခဲ့တာဖြစ်ပါတယ်လူတွေကရုရှားအနေနဲ့ နျူကလ িয়ার လက်နက်တွေကိုအသုံးပြုလာမှာကိုစိုးရိမ်နေကြပါတယ်။ဒါပေမဲ့ရုရှားတကယ်ပဲနေတိုးတပ်ဖွဲ့တွေနဲ့မျက်နှချင်းဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီလား။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားလီဒါထိခိုက်သွားပေမဲ့ရေတက်နယ်ကြီးတက်ကအကောင်ပကတိရှိနေပါသေးတယ်။ရုရှားကယူကရိန်းကိုလက်စားချေတော့မှာလား။ဒီတိုက်ခိုက်မှုပြီးမှာတော့အင်ဗျူရောနဲ့ထရန်တို့ကတိတ်ဆိတ်နေသေးပဲဖြစ်ပါတယ်။ယူကရိန်း KF မြို့တော်ကအုပ်ချုပ်သူတွေကလည်းအထွေထူးပြောနေတာမျိုးမရှိပါဘူး။ US ကဒီစစ်စင်ရေးကိုမသိခဲ့တဲ့ပုံပါပဲ။နေတိုးတပ်ဖွဲ့ကွန်မန်ဒါတယောက်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ US ရေတပ်ဗိုလ်ချုပ်တီးတယောက်ဖြစ်တဲ့ Just Strategics ဆိုသူကတော့ဒီတိုက်ခိုက်မှုကို Trojan မြင်းစစ်ဗျူဟာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ Trump ကပူတင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးတော့သူ့ရဲ့ဒုတိယသတင်းမှာ Russia-Ukraine စစ်ပွဲကိုတားဆီးစေခြင်းနေပါတယ်။ပြီးတော့သူ့ရဲ့ကိုယ်ပိုင် Social Media ဖြစ်တဲ့ Truth မှာ Trump ကပူတင်ဟာလုံးဝယူသွင်းနေပြီးတော့မလို့အဖဲလူအများကြီးကိုတပ်ဖြတ်နေတယ်လို့ရေးတင်ထားခဲ့ပါတယ်။ပူတင်နေနဲ့ကလဲသားခြေဖို့အတွက်နျူကလ িয়ার လက်နက်တွေကိုအသုံးပြုလာနိုင်ပါတယ်။ရုရှားကနေထွက်ပေါ်လာတဲ့သတင်းအချို့အရရုရှားဟာ Oris Shanks အမျိုးအစားနျူကလ িয়ার လက်နက်တွေကိုအသုံးပြုပြီးတော့ကလဲစားပြန်ချေနိုင်တယ်လို့ဆိုပါတယ်။ဒီသတင်းတွေကဆိုရှယ်မီဒီယာတွေနဲ့သတင်းစာအချို့မှာပြန့်နှံ့လာပါတယ်။ရုရှားစစ်ဘက်သတင်းရေးသားသူဘလော့ဂါတွေကတော့ဖြစ်ရက်တွေအားလုံးတွင်ရုရှားစစ်အကြီးအကဲတွေနဲ့အမိန်ဘေးစနစ်တွေကိုအပြစ်တင်ထားတာကိုတွေ့ရပါတယ်။ပြီးတော့သူတို့ကယူကရိန်းတွေအနေနဲ့ငြိမ်းချမ်းရေးကိုပြတ်ပြောင်းအောင်လုပ်နေတယ်လို့ပြောပါတယ်။ရုရှားအနေနဲ့ကလဲစားချေမယ်ဆိုရင်နျူကလ িয়ার လက်နက်တွေအပြင်တခြားရွေးချယ်စရာတွေရှိနေပါတယ်။ဥပမာကာလီဘာဒုံးကျည်တွေလိုမျိုးဒါမှမဟုတ် S300 ဒုံးကျည်စနစ်ကိုမြေပြင်ခြေဆိုင်ဒုံးကျည်စနစ်ဖြစ်အောင်ပြောင်းလဲတိုက်ခိုက်လို့ရပါတယ်။ဒါကြောင့်နျူကလ িয়ার တိုက်ခိုက်မှုတွေကဖြစ်လာနိုင်စရာတော့သိရှိမနေပါဘူး။ဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးလို့လည်းပြောလို့မရသေးပါဘူး။လေလာသူတွေကတော့ရုရှားဟာနေတိုးတပ်ဖွဲ့ကိုရင်မဆိုင်ခြင်းသေးတဲ့အတွက်နျူကလ িয়ার လက်နက်တွေကိုတော့အသုံးပြုမှာမဟုတ်ဘူးလို့ယူဆနေကြပါတယ်။တကယ်လို့တစ်ဖက်နျူကလ িয়ার စစ်ပွဲသားဖြစ်လာခဲ့ရင်ရုရှားကတော့တကယ်ငရဲကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။လောလောဆယ်သောယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ရုရှားဟာလေကြောင်းအသာစီးရနေတဲ့အခြေအနေကနေညာရင်းချင်းပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုကစစ်ရေးအရသာမကနိုင်ငံရေးအရပါနီးပြူဟာကြလွန်းနေဆိုတာကိုဝန်ခံရမှာဖြစ်ပါတယ်။ဆက်ရှိလာလောက်လေလာဆန်းစစ်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ယူကရိန်းကကြီးမားတဲ့စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ Spider Web စစ်ဆင်ရေးကိုပြုလုပ်ခဲ့ပါတယ်။ဒီစစ်ဆင်ရေးမှာ drone 118စီးပါဝင်ပြီးတော့ရုရှားနိုင်ငံအတွင်းပိုင်းထဲမှာတည်ရှိနေတဲ့စစ်စခန်းတွေကိုရွေးချယ်တိုက်ခိုက်ခဲ့ပါတယ်။ရုရှားလေယာဉ်စုစုပေါင်း40တစ်စီးပျက်စီးဆုံးရှုံးခဲ့ပြီးတော့ တန်ဖိုးအားဖြင့်ဒေါ်လာ9ဘီလီယံလောက်တန်ကြေးရှိပါတယ်။ဒီလေရင်တွေထဲမှာယူကရိန်းမျိုးတွေကိုတိုက်ခိုက်နေတဲ့295 222 M3 လို့ဂျူဟာမြောက်ဘုံးကျဲလေရင်တွေပါဝင်နေပါတယ်။ဒီစစ်စင်ရေးကို Ukraine Security Service ဌာနကတိုက်ရိုက်ကြီးကြပ်ကင်တွေပါတယ်။အမိတ်ပေးသူကတော့သမရဇလန်စကီပဲဖြစ်ပါတယ်။နောက်တစ်ခုအထင်ကြီးဖို့ကောင်းတာကတော့စစ်စင်ရေးပြုလုပ်တဲ့အချိန်ရဲ့ဂျူဟာမြောက်မှုဖြစ်ပါတယ်။ဂျွန်လာတရက်နေ့ဟာရုရှားလီဒါပို့ဆောင်ဆက်သွယ်ရေးနေဖြစ်တဲ့အတွက် လေစိတ်တွေလေတက်စကန်တွေမှာလူစီကားတက်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ရုရှားဗျူဟာမြောက်လေယာဉ်တွေရဲ့34ရာခိုင်နှုန်းလောက်ကပိတ်ဆို့ခံလိုက်ရတယ်လို့ဆိုပါတယ်ဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေတာမကဒုံးပြန်တဲဆောင်တဲ့တိုက်ခိုက်ရေးလေယာဉ်တွေထောက်လန်းရေးလေယာဉ်တွေပါထိခိုက်ပြီးတော့လေတက်ဟာပိတ်ဆို့တားဆီးခံလိုက်ရပါတယ်ဇလန်စကီးကတော့ကျုပ်တို့ဒီစစ်စင်ရေးအတွက်တနစ်ခွဲလောက်ပြင်ဆင်လိုက်ရတယ်အရေးကြီးတာနောက်တစ်ခုကဒီစစ်စင်ရေးကစစ်နီးဗျူဟာအရသာမကစိတ်ပိုင်းဆိုင်ရာနဲ့ထောက်လန်းရေးပညာရပါအောင်မြင်မှုရခဲ့တယ်ဆိုတာကိုပေါ်ပြနေပါတယ်လို့ပြောခဲ့ပါတယ် ပထမဆုံးအဆင့်ကတော့ drone တွေကိုယူကရိန်းတွေက truck ကားတွေနဲ့နေဆက်အနီးတည်ဆောင်သွားကြပါတယ်။ဒီ drone တွေကိုတစ်သားတစ်သားတွေရဲ့မှာတိုးဝှက်တည်သွားကြတာပါ။ပြီးတော့ truck ကားအမှုတွေကိုအဝေးထိန်းစနစ်နဲ့အမိုးဖွင့်လို့ရအောင်စီစဉ်ထားပါသေးတယ်။တတ်မှတ်ထားတဲ့ချိန်ရောက်တဲ့အခါမှာတော့ကားအမှုတွေကအလိုလိုပွင့်လာပြီးတော့ drone တွေအသက်ဝင်လာပါတယ်။နောက်ပိုင်းမှာတော့ပြန်တန်းသွားကြတဲ့ drone တွေကအစီအစဉ်တိုင်းရုရှားလေယာဉ်တွေကိုတိုက်ခိုက်ကြပါတယ်။ Zelensky ရဲ့ဆိုရကတော့ယူကရိန်းနိုင်ငံသားထောက်ခံသူများစွာနဲ့ drone ထိန်းချုပ်သူများစွာဟာဒီစစ်စင်ရေးမှာ နိုင်ငံအနှံ့အပြားကနေပါဝင်ပေးခဲ့တယ်လို့ဆိုပါတယ်ဇလန်စကီးကတော့ကျုပ်တို့လူတွေကမတူညီတဲ့တိုင်းစုံသုံးခုကနေတပြိုင်တည်းထိန်းချုပ်ပြီးတော့ရုရှားတွေကိုတိုက်ခိုက်ခဲ့ကြတာပါစစ်စင်ရေးပြီးတာနဲ့ဒီလူတွေအားလုံးလဲဘေးလွရာကိုအထီးကိမ်းမရှိပြန်လာနိုင်ခဲ့ကြပါတယ်လို့ဆိုပါတယ်ဒီလိုစစ်စင်ရေးမျိုးကလူအရင်းမြစ်အများကြီးလိုအပ်ပြီးတော့အကောင့်ထည့်ဖော်ရတာခက်ခဲလွန်းလှပါတယ်ပြီးတော့ရွေရှားနိုင်တဲ့အစိမ့်မြင့်ထိန်းချုပ်ရေးဗျူဟာတွေလည်းလိုအပ်ပါတယ်ရွေရှားနိုင်တဲ့ထရက်ကားတွေကိုအသုံးပြုခဲ့ခြင်းကဒီစစ်စင်ရေးရဲ့အရေးပါတဲ့အချက်တစ်ခုဖြစ်ခဲ့ပါတယ်ဒီစစ်စင်ရေးကလည်းပေါ်ပြနေတာကတော့ ယူကရိန်းတွေအနေနဲ့ရုရှားလေကြောင်းရန်ကာဝေးရေးစနစ်တွေကိုကောင်းမွန်စွာနားလည်သဘောပေါက်ထားပြီးဖြစ်တယ်ဆိုတာပါပဲ။ဒါအပြင်ဒီစစ်စင်ရေးကယူကရိန်းတွေရဲ့ထောက်လန်းရေးစွမ်းရည်တွေကိုပါဖော်ပြနေပါတယ်။ဒီစစ်စင်ရေးမှာပါဝင်ခဲ့တဲ့ပညာရှင်တွေဟာလည်းသေချာလေ့ကျင့်ထားမှသာဖြစ်နိုင်ပါလိမ့်မယ်။လေ့ကျင့်မှုတွေထဲမှာ drone တွေကိုလွှတ်တင်မှုထိန်းချုပ်မှု truck ကားတွေကိုရန်သူမမြင်အောင်ဖွက်ထားနိုင်မှုတိုက်ခိုက်ပြီးရင်လည်းစုခွာနိုင်မှုသတင်းရယူမှုစတဲ့များပြားလှတဲ့ကဏ္ဍတွေပါဝင်နေပါတယ်။ရုရှားစစ်တပ်အနေနဲ့ထုတ်ပြန်ခဲ့တဲ့သတင်းတွေကတော့အဖြစ်မှန်နဲ့ကင်းကွာလွန်လှပါတယ်။ ရုရှားစစ်သတင်းဌာနအနေနဲ့တိုက်ခိုက်ခံရတာမှန်ကန်ပေမဲ့ terrorists အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုသာဖြစ်ကြောင်းနဲ့တိုက်ခိုက်မှုတွေအားလုံးကိုတုံ့ပြန်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့လေယာဉ်မြောင်များဟာမီးလောင်ပျက်စီးနေခဲ့ပါပြီ။ရုရှားသတင်းဌာနကတော့ပျက်စီးသွားတဲ့လေယာဉ်အရေအတွက်ကိုအတိအကျမထုတ်ပြန်ခဲ့ပါဘူး။ဒဏ်ရာရထိခိုက်သူမရှိဘူးဆိုတာကိုတော့ကြေညာခဲ့ပါတယ်။ရုရှားဘလော့ဂါ Kafatdorev ဆိုတဲ့လူကတော့ဒီဖြစ်ရပ်ကိုနက်နက်ဆိုင်ဆိုင်လေ့လာခဲ့ပြီးတော့သတင်းရေးတင်ခဲ့ပါတယ်။သူ့အဆိုအရ TU95 ဘုံကျဲလေယာဉ်၄စီးပို့ဆောင်ရေးလေယာဉ် N12 တစ်စင်း TU22 M3 ဘုံကျဲလေယာဉ်၅စီးဖြတ်စည်းခံလိုက်ရတယ်လို့ဆိုပါတယ်ဒေသခံတွေကတော့အစိုးရရဲ့သတင်းထိန်ချန်ထားမှုအပေါ်မှာစိတ်ဆိုးကြပါတယ်ဒီကိစ္စကတည်တည်လေးမဟုတ်ပါဘူးဒေါ်လာဘီလီယံများစွာဖြတ်စည်းခံလိုက်ရတဲ့ကိစ္စဖြစ်ပါတယ်အစိုးရကတော့လေကြောင်းရန်ကာဝေးရေးစနစ်ကအလုပ်ဖြစ်နေစေဖြစ်ပြီးတော့တိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်ခဲ့တယ်လို့ပဲဖြေရှင်းချက်ပေးပါတယ်ရုရှားနိုင်ငံသားတချို့ဆိုရင်ဒီနေ့ကို Black Day of Russia လို့ဆိုပြီးတော့တောင်းခေါ်ခဲ့ကြပါသေးတယ် သွေးဆူတဲ့ရုရှားမျိုးသားရေးဝါဒီတွေကတော့ယူကရိန်းနိုင်ငံမျိုးကြီးတွေကိုကလဲသားခြေတဲ့အနေနဲ့ဘုံကျဲတင်တယ်လို့တောင်းဆိုနေကြပါတယ်။အငိမ့်သား US ဗိုလ်ချုပ်တယောက်ကတော့ပူတင်ကိုပေးတာပြန်ရတာပဲဝစ်လေတာပဲလို့ဆိုရှယ်မီဒီယာပေါ်မှာပြောခဲ့ပါတယ်။ယူကရိန်းဟာခုခံတွန်းလှန်နေရတဲ့နိုင်ငံဆိုတာထက်တာလွန်လာပါပြီ။ယူကရိန်းဟာလက်ရှိမှာရုရှားနိုင်ငံအကြောင်းထောက်လှမ်းနေပြီးတော့ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်လာနေပါပြီ။ဂျွန်လာတရက်နေ့တိုက်ခိုက်မှုရဲ့ပထမဆုံးပြစ်မှတ်ကတော့ယူကရိန်းကနေကီလိုမီတာ၄000ကျော်ဝေးတဲ့ဘာလီယာဆိုတဲ့လေတပ်စခန်းတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ဒီတိုက်ခိုက်မှုကဝေးကွာလွန်းတဲ့အတွက်ဖြစ်နိုင်ခြင်းမရှိပါဘူး။ Belial လေတပ်ဟာရုရှားရှေ့ပိုင်းအတွက်အရေးပါတဲ့ထိပ်တန်းလေတပ်စခန်းတစ်ခုဖြစ်ပါတယ်။ဒီလေတပ်မှာတော့ TU-22 M3 လို့ဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေစိုက်ကပ်ထားပါတယ်။နောက်တစ်ခုကတော့ဒီလေတပ်ဟာ Siberia နဲ့တရုတ်လေကြောင်းပိုင်တဲ့ဂျားကနေရာဖြစ်တဲ့အတွက်နိုင်ငံတကာအနေထားရလည်းအရေးပါပါတယ်။ပြီးတော့ Belial လေတပ်ဟာရုရှားလေတပ်ရဲ့အမှတ်326ဘုံကျဲလေတပ်ရင်းဖြစ်ပါတယ်။ဂျိုလူတပ်ပုံတွေရာမေလ31ရက်နေ့မှာ ေးလီယာလေတက်ထဲမှာဗျူဟာမြောက်ဘုံကျဲလေယင်82စီ 295MS လေယင်6စီ EL 78M လေယင်2စီလေယင်စီဖြည့်လေယင်ပို့ဆောင်ရေးလေယင်2စီ TU 22 M3 ဘုံကျဲလေယင်39စီ G31 ဂျားဖြတ်တိုက်လေယင်အစီး30တို့ရှိနေခဲ့ပါတယ်။ဒါကတာမန်လေစိတ်တစ်ခုမဟုတ်ပါဘူး။ရုရှားရဲ့ဗျူဟာမြောက်လေတက်စခန်းကြီးတစ်ခုဖြစ်ပါတယ်။တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာအရေးပါတဲ့လေယင်တွေအလုံးဟာလေတက်စခန်းထဲမှာရှိနေခဲ့ကြပါတယ်။အမှတ်89အမီယောင်အလန်လေတက်ရဲ့ဘုံကျဲလေယင်တွေနဲ့ အမှတ်444တက်ရင်ဘုံကျဲလင်ရင်တွေတော့ဘယ်လီယာလေတက်ထဲမှာရောက်နေခဲ့ပါတယ်။နောက်ပြမှတ်တစ်ခုဖြစ်တဲ့ Olenia လေတက်ကတော့ရုရှားနိုင်ငံတောင်ပိုင်းမှာတည်ရှိတာ ဖြစ်ပါတယ်။ဒီနေရာဟာ Murians မြို့ကနေ62ကီလိုမီတာဝေးကွာတဲ့နေရာမှာတည်ရှိနေပါတယ်။ဒီလေတက်ဟာ Arctic မဟာဗျူဟာဒေသဖြစ်ုံသာမကရုရှားရဲ့ဗျူဟာမြောက်ဘုံကျဲမှုတွေအတွက်အရေးကြီးတဲ့နေမြေတစ်ခုဖြစ်ပါတယ်။ဒီလေတက်ဟာအမှတ်44တက်ရဲ့ဌာနချုပ်လည်းဖြစ်ပါတယ်။ဒီလေတက်မှာ AN26 တည်ဖို့ရင်တွေ MI26 အကြီးစားကုန်ပစ္စည်းတည်ယူရေးရဟတ်ရင်တွေ MI817 ဘတ်စုံသုံးရဟတ်ယာဉ်တွေများစွာစိုက်ကပ်ထားတဲ့လေတပ်တခုဖြစ်ပါတယ်။ဒီ All India လေစိတ်ကနေဒေတာရင်းတာမကတနိုင်ငံလုံးအတွက်အရေးကြီးတဲ့လေတောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်နိုင်ပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်မဖြစ်ပွားခင်မှာသတိပြုမိတာကတော့အမှတ်111တရင်ရဲ့ 160M ဗျူဟာမြောက်ဘုံကျဲလေရင်နှစ်စီးလေးရှိနေတာဖြစ်ပါတယ်။ဒီလေရင်တွေဟာရုရှားလေတပ်ရဲ့ခေတ်အမှီဆုံးနဲ့ဈေးအကြီးဆုံးလေရင်တွေဖြစ်ကြပါတယ်။ဒီလေရင်တွေဟာနျူကလ িয়ার တယ်ဆောင်နိုင်ပြီးတော့ကီလိုမီတာ12000ပြည့်ခတ်နိုင်တဲ့အတန်ထက်မြန်တဲ့ဒုံးကျည်တွေကိုလည်းပြည့်ခတ်နိုင်စွမ်းရှိနေပါတယ်။ ီလေရင်တွေအော်လီနီယာမှာတည်ရှိနေခြင်းဟာရုရှားတောင်ပိုင်းကိုကာကွယ်ဖို့နဲ့နယ်မြေစိုးမမှုအတွက် အော်လီနီယာလေတပ်ဘလောက်အရေးပါတယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။အော်လီနီယာလေတပ်ဟာ2160လေရင်တွေတက်တာမှာက 295MS လေရင်78စီအမှတ်184လေတပ်ရဲ့လေရင်ဘုံကျဲလေရင်52စီစိုက်ကပ်ထားတဲ့လေတပ်တစ်ခုဖြစ်ပါတယ်။ဒီလေရင်တွေထဲမှာ TU-22M3 လေရင်23စီလည်းပါဝင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီလေရင်တွေဟာယူကရိန်းနိုင်ငံကို တာဝဲပြစ်ဒုံးမြန်တွေနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်တဲ့လေရင်တွေဖြစ်ကြပါတယ်295လေရင်တွေရင်လေရင်တွေဆိုရင်ပယ်ထိန်ဒုံးမြန်တွေနဲ့တာမကနျူကလ িয়ার ထိပ်ဖူးတက်ဒုံးမြန်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်နိုင်ပါတယ်သတင်းထောက်တွေရရှိထားတဲ့ online ya latest တပ်ပုံတွေအရ 295ms လေရင်အ ਨੇ ဆုံး3သိထိခိုက်ပျက်စီးသွားတယ်လို့ယူဆရပါတယ်ပြီးတော့ AN 12BD တဲပို့ရင်တစီနဲ့ TU22M3 လေရင်နှစ်စီးလဲယူကရိန်းတွေရဲ့တိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့တယ်လို့သုံးသပ်ကြပါတယ်ဂျိုလူတပ်ပုံတွေနဲ့မြေပြင်ဗီဒီယိုတွေအရ drones တွေဟာ Onagrox မြို့အနားကနေပြန်တန်းလာခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာဟာ Olenia လေတပ်နဲ့ကီလိုမီတာအနည်းငယ်ပဲကွာဝေးပါတယ်။ truck ကားတွေကနေ drone တွေပြန်တန်းထွက်လာတဲ့တပ်ပုံတွေကိုဒေသခံတွေကရရှိထားပါတယ်။ Russia Dire Galivo လေတပ်မှာတော့အနည်းဆုံးပောက်ကွဲမှု၁၀ကြိမ်လောက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။သတင်းတွေအရ TU95M လေယာဉ်၃စီးနဲ့ TU22M3 လေယာဉ်၄စီးဟာတိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာလေတပ်စခန်းထဲမှာစိုက်ကပ်ထားတယ်လို့ဆိုပါတယ်။ Dire Galivo လေတပ်ဟာလေယာဉ်တွေပြန်လည်ပြင်ဆင်ပြန်လည်အားဖြည့်ပြီး လက်နက်ကြီးစံပြန်လည်ဖြစ်တင်းတဲ့လေတပ်တစ်ခုလည်းဖြစ်ပါတယ်။လေတပ်ရဲ့အခြေခံအဆောက်အဦတွေကတိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုတွေထက်ထောက်ပံ့ရေးအတွက်အဓိကတည်ဆောက်ထားတဲ့လေတပ်လည်းဖြစ်ပါတယ်။၂022ခုနှစ်နဲ့2023ခုနှစ်တွေတုန်းကလည်းဒါယာဂါလီဗိုလေတပ်ဟာတိုက်ခိုက်မှုတွေကြုံခဲ့ရပါသေးတယ်။မော်စကိုဒေသမှာရှိတဲ့အိုင်ဗန်နိုဗိုလေတပ်ကတော့ကြီးမားတဲ့တာဝန်တွေကိုထမ်းဆောင်နိုင်တဲ့လေတပ်စခန်းကြီးဖြစ်ပါတယ်။ဒီလေတပ်ဟာ A50 လေယာဉ်တွေအတွက်အစီအစဉ်တွေဆွဲပေးနိုင်ပါတယ်။အထူးသဖြင့်ယူကရိန်းနိုင်ငံကိုထောက်လှမ်းပြီးတော့တိုက်ခိုက်ခဲ့တဲ့ A50 A50 လေယာဉ်တွေဟာ ဒီလေတက်ကလာကြတာဖြစ်ပါတယ်။ထောင်လန်းရေးအကောင်းနဲ့ A50 လေယာဉ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်လိုက်ခြင်းအဖြစ်ရုရှားလေတက်ဟာမျက်စိကွယ်သလိုဖြစ်သွားရပြီးတော့လေတောင်းတာစီရနိုင်မှုရော့ကျသွားရပါတယ်။ဒါအပြင်တိုက်ခိုက်မှုတွင်မှာရေဒါတွေနဲ့အမိန့်ဘေးစင်တာတွေပါတိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ဒီအတွက်ဆုံရှုံရုရှားဆုံရှုံမှုတွေကကြီးမာပါတယ်ဒီဆုံရှုံမှုတွေကြောင့်ရှေ့တန်းစစ်မြေပြင်ကိုအမိန့်ပေးနိုင်စွမ်းနေထောက်လန်းရေးသတင်းပေးနိုင်စွမ်းနေကြာဆင်းသွားရပါတယ်နောက်တစ်ခုကတော့ အိုလီနီယာလေတပ်ကိုလေရင်တွေပြောင်းရွှေ့ထားတာကတစ်ဖက်ပဲရှိပါသေးတယ်။ယူကရိန်းကဒီသတင်းတွေကိုဘယ်လိုသိတယ်လဲ။ယူကရိန်းရဲ့ထောင်လန်းရေးစွမ်းရည်တွေကတော့ short တွက်လို့မရနိုင်တော့ပါဘူး။ဒီလိုတိုက်ခိုက်မှုတွေကအရင်ကတည်းကရှိနေခဲ့တာပါ။ဒါပေမဲ့တိုက်ခိုက်မှုတွေပြီးမှလည်းရုရှားဟာသင်ကန်းသာယူပုံမရပါဘူး။ယူကရိန်းရုရှားစစ်ပွဲဒုတိယနေ့မှာရင်ယူကရိန်းတွေကရုရှားစု30 SM လေရင်တစ်စီးကိုပစ်ချခဲ့ပါတယ်။ဒါကပထမဆုံးသောဖြူဟာမြောက်တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။2022ခုနှစ်မှာစာကီလေတပ်ကိုကြီးမားတဲ့ဖောက်ခွဲမှုတွေလှုပ်ဆောင်ခဲ့ပြီးတော့ SU24 နဲ့ SU30 လေယာဉ်၉စီးထပ်မံဲကိုလည်းယူကရိန်းတွေကဖျက်ဆီးခဲ့ပါသေးတယ်။၂022ခုနှစ်ဒီဇင်ဘာလ9ရက်နေ့နဲ့26ရက်နေ့တွေမှာတိုက်ခိုက်မှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်2023ခုနှစ်ဩဂုတ်လ19ရက်မှာလည်းအလားတူတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။ရုရှားနိုင်ငံရဲ့မိမိကိုယ်ကိုကာကွယ်နိုင်စမ်း drone တွေရန်ကနေကာဝယ်နိုင်စမ်းကမေးခွန်းထုတ်เสียဖြစ်လာပါတယ်။2023ခုနှစ်ဩဂုတ်လ28ရက်နေ့မှာလဲ S300 radar နဲ့ Panzer 4ချောင်းကာဝယ်ရေးစနစ်တွေကိုတိုက်ခိုက်ခံရပြန်ပါတယ်။ဒီလိုအရေးကြီးတဲ့လေတပ်တွေ ခြေဆိုင်စခန်းတွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ခံရမှုဟာရုရှားတွေအတွက်တော့အသေးစမ်းမဟုတ်တော့ပါဘူး။ရုရှားတွေဟာအကြိမ်ပေါင်းများစွာတိုက်ခိုက်ခံခဲ့ရပါပြီ။လက်ရှိမှာတော့ရုရှားလီဒါဟာဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။အဆက်မပြတ်သော drone တိုက်ခိုက်မှုတွေနဲ့အတူရုရှားလီဒါဟာအဆင့်ချင်းအင်အားနဲ့ပါလာပါတယ်။ခုခံကာဝန်နိုင်စွမ်းတွေလည်းကျဆင်းလာနေပါတယ်။ဒါကရေတိုတွေမှာရေရှိပါထိခိုက်လာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။အထူးကရေးကြည့်တာကတော့ရုရှားရဲ့ဗျူဟာမြောက်ဘုံးကျဲလေရင်တပ်ဖွဲ့ဖွဲ့စည်းပုံပြတ်လာတာပဲဖြစ်ပါတယ်။ ထူးကြပျက်စီးဆုံးရှုံးသွားရတဲ့လေရင်မျိုးစားတွေနဲ့ရေတက်တွေကိုလေ့လာနေစေဖြစ်ပေမဲ့ရုရှားတွေဘက်ကအထည်နာနေတာဟာသိတာနေစေဖြစ်ပါတယ်။ဒီလေရင်တွေကိုပြန်လည်ပြုပြင်မှုအစားထိုးဖို့အတွက်ရုရှားဟာငွေကြေးအခက်ခဲနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပြင်ရုရှားတွေဟာဗျူဟာရထိခိုက်မှုနဲ့စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကိုခံစားရတော့မှာဖြစ်ပါတယ်။ကာလရှိကြဆုံးရှုံးမှုတွေဖြစ်နေမဲ့ဆိုရင်ပြည်သူလူထုရဲ့ယုံကြည်မှုတွေကိုပါဆုံးရှုံးရလာနိုင်မှာနိုင်ပါတယ်။အခုဆိုရင်ရုရှားစစ်ဘက်တာဝန်ရှိသူတွေဟာ ယခင်ကအရေးမကြီးဘူးလို့သတ်မှတ်ထားတဲ့တည်နေရာတွေကိုတော့မှအရေးကြီးတယ်လို့ပြန်လည်သတ်မှတ်နေရပြီဖြစ်ပါတယ်။လေယာဉ်တွေကိုပုံဖြတ်ဖုံးကွယ်ထားနိုင်မှုဒရုန်းတိုက်ခိုက်မှုတွေရန်ကနေကာကွယ်ပေးနိုင်မှုအထူးလိုအပ်နေပါပြီ။တမယ်ရိုးကြလေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာဒရုန်းတွေထက်ပုံမကြီးမတဲ့ဒုံးပြန်တွေလေယာဉ်တွေကသာအဓိကထားတုံ့ပြန်တာဖြစ်ပါတယ်။ခံမှန်းရခက်ခဲတဲ့ပြန်တမ်းမှုလမ်းကြောင်းတွေကိုပြုတ်လုံနိုင်ပြီးတော့အများပြားလွတ်တင်နိုင်တဲ့ဒရုန်းတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော့လေကြောင်းရန်ကာကွယ်ရေးစနစ်ကြီးတွေကလုံးမဖြစ်တော့ပါဘူး။ ဒရုန်းတွေကိုဝေးလံတဲ့ရက်ကနေ Starlink Internet ကိုအသုံးပြုပြီးတော့လွှတ်တင်လိုက်မယ်။အထူးသဖြင့်တော့ရုရှားရဲ့နျူကလ িয়ার လက်နက်တွေနဲ့အဆောက်အဦတွေကိုကာဝယ်ရပါလိမ့်မယ်။နျူကလ িয়ার လက်နက်တွေကိုကုန်းမြေကနေကုန်းမြေပယ်ထိန်ဒုံးမြန်တွေကနေတိုက်ခိုက်နိုင်သလိုရေငုပ်သင်းမော်တွေဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေကနေလည်းပစ်ခတ်နိုင်ပါတယ်။ဒီသုံးခုကို Nuclear Triad လို့ခေါ်ပါတယ်။ရုရှားအနေနဲ့နိုင်ငံရဲ့ Nuclear Triad တွေကိုကာဝယ်ထားနိုင်ဖို့လိုအပ်ပါတယ်။ဘုံကျဲလေယာဉ်တွေကိုသာဆုံးရှုံးသွားခဲ့မယ်ဆိုရင် ရုရှားနျူကလ িয়ার ထရိုင်ယယ်မှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကိုဆုံးရှုံးသွားရသလိုပါပဲနောက်ဆုံးတစ်ခုကတော့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်ပါတယ်ရုရှားဟာသိငယ်ပြီးတော့အင်အားနဲ့တဲ့ယူကရိန်းနိုင်ငံကိုအထင်မသေးရတော့ပါဘူးယူကရိန်းဟာကြီးမားတဲ့ရုရှားစစ်ရင်အားကိုယခုအချိန်ထိအန်တုနေနိုင်သေးပါပဲယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ရုရှားဟာပုံမခိုင်မာတဲ့ဘန်ဂါရီလိုအပ်လာသလိုအရေးကြီးတဲ့လေယာဉ်တွေကိုလည်းနေရာခွဲထားဖို့လိုအပ်လာပါပြီဒီလိုမှသာထိခိုက်ပျက်စီးမှုတွေကိုကာကွယ်နိုင်ပြီးတော့ စည်ရေးအတုံးစည်ချွေတာနိုင်မှာဖြစ်ပါတယ်ဒီယာရီဟာနောက်ဆက်တွဲစစ်ပွဲကာလကိုအဆုံးဖြတ်ပေးမယ်အရေးကြီးတဲ့ယာရီဖြစ်လာပါလိမ့်မယ်ယူကရိန်းရဲ့တိုက်ခိုက်မှုဟာရိုးရှင်းတဲ့တမျိုးရိုးကြရန်တန်းတိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူးအချိန်တနည်းခွဲကြအောင်သတင်းထောက်လန်းမှုတွေကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေပြုလုပ်ပြီးမှတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရုရှားရီအနေနဲ့ကတော့ယူကရိန်းကိုထပ်ပြီးအထင်သေးလို့မရတော့ပါဘူး။ဂျွန်လာတရက်နေ့ဟာအလှည့်ပြောင်းဖြစ်စေတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီးတော့ရုရှားရီအနေနဲ့နောက်ထပ်ယူကရိန်း drone တိုက်ခိုက်မှုတွေအတွက်ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်ပါဖြစ်ပါတယ်။ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်